။ဘဘရဲ့ lifestyle ကတကယ်ပိုသက်ကြီးလို့ရှိရင်တကယ်နေခြင်းနဲ့ lifestyle မှာပါတယ်။ခုမှပြင်းစရာချင်းလည်းမရှိဘူး။အဓိက exercise လုပ်တာပေါ့နော်။ exercise လုပ်ရင်ခန္ဓာကိုယ်အတွက်ကျန်းမာအောင်နေရောလူရောစိတ်ကောကနှုတ်ပြပြီးတော့ကျန်းမာရလို့မြင်ပါတယ်။ဟုတ်ပါဘဘနေပြီးတော့ပေါ့နော်လူငယ်ကို respect ရှိရတယ်။ဒါကခုခုကရိုက်ခွင်းမှာမစုံဘူးတခါပါခုမှစုံဘူးလား။ဘဘကတော့တကယ်လူငယ်ရဲ့ potential ကိုလည်းသူမြင်တယ်။စူးစမ်းခွင့်လည်းသူအများကြီးပေးတယ်ဟုတ်။ င်္ဂလာပါပြီးတော့ခင်ဗျာပါတယ်ပိုတီကမှာ Indra Soul Sweet Character နေရပြီးတော့ပုံပြုတ်ဆောင်လာပါတယ်အဲပို့ပြန်ပြောရအောင်ပေါ့နော် Story 3ခုရှိရပေါ့နော်ပို့အဲ့ထက်မှာ Story 2ထဲမှာဝင်ပြီးတော့ပြုတ်ဆောင်လာပါတယ် Story 3ကတစ်ခုနဲ့တစ်ခုမတူတဲ့ရတာတွေပေးมาဖြစ်ပါတယ်ဒီကမှာရတာ မျိုးစုံပါပေါ့နော်ရိုမန့်ကြည့်ချင်လားကောမဒီကြည့်ချင်လားသရီလကြည့်ချင်လားဟော်ရကြည့်ချင်လားအကုန်လုံးပါတယ်ပေါ့နော်အဲ့တော့ဒပိုင်းနဲ့ဒပိုင်းမှာမပြင်းရအောင်ဆိုတာကိုအဓိကအမှတ်ခံချင်ပါတယ်ပြီးတော့အဓိကအဖြစ်ကပြုလို့လူငယ်တွေအကုန်လုံးစုပြီးတော့တရားစူးစမ်းထားတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မလို့အမြင်တစ်ခုအစ်စ်တစ်ခု fresh ဖြစ်တဲ့ဟာကိုမြင်ရမှာဖြစ်ပါတယ်အဲ့တကြောင့်မလို့ဒီကားလေးကအဓိကကောင်းတယ်ပေါ့နော်ဒီကားပြုလို့ခုနှစ်ရက်နေ့နိုဝင်ဘာခုနှစ်ရက်နေ့ပေါ့နော်ရုံးစတင်မှာဖြစ်ပါတယ်မြန်မာတပြည်လုံးမှာရုံးတင်မှာပါအခုတို့ဒီခုနှစ်ရက်နေ့က ကနေစပြီးတော့ခွန်ရှစ်ကိုပေါ့နော်ပြမတော့ရုပ်ကိုတတိချာချာလေးလာပြီးတော့အားပေးပြီးတော့ကြည့်ဖို့ဒီကနေပြီးတော့တိုက်တွန်းရှင်ပါတယ်ဘာလို့ဆိုတော့ခုတို့ဒီရှစ်တော့ရုပ်ကိုလူဝင်မှာပေါ့နော်နောက်ထပ်တစ်ပတ်ဆက်ပြခွေရမှာဖြစ်ပါတယ်ဒါယုံရဲ့စနစ်အရာပေါ့နော်အဲ့တော့နောက်မှတက်ကြည့်မယ်ဆိုပြီးစဉ်းစားထားတဲ့သူတွေလည်းဒီပထမတော့ရုပ်ကိုအချိန်ပေးပြီးတော့တက်ကြည့်ပြီးတော့တရက်တရက်လည်းထပ်ဆက် share ရေးလုပ်ပေးစီချင်ပါတယ် ာနဲ့ကပူရဲ့ story တိုးထဲမှာပေါ့နော်နှစ်ယောက်ပါတာမမနဲ့ပထမဆုံးစုံတဲ့ရုပ်ရှင်ကလည်းဖြစ်တယ်အဲ့တော့တကယ်ကိုအမှတ်တရလေးပါပဲဟုတ်လူမျိုးတွေညညခေါ်ရတာလည်းရှိသေးလားအာအဲ့လိုတော့မရှိဘူးဘာလဲဟိုဘယ်လိုပြောမလဲ तू ကရက်ကွင်းမှာ focus အမြဲအပြည့်ရှိရဲ့ဟို तू dialogue တွေပါလဲ तू ကြိုးပြီးတော့ तू လေ့လာထားတယ် तू ကြိုးပြီးတော့ချက်ထားတယ် တကယ်ကိုလူငယ်နဲ့လည်းလုံးဝသန်းတူညာလုံးပေါက်အလုံးလုံးနိုင်တယ်ဘာပါစကေးကတော်တော်တော့တတ်ရှုပ်လို့ရအောင်ပေါ့နော်လူငယ်လူငယ်နဲ့တိုက်ပို့ဆိုညာလုံးပေါက်9ရက်လောက်စတဲ့ရရဘာပါအဲ့ case time ပဲပို့နဲ့အတူတူရိုက်နိုင်တယ်ပေါ့နော်ညရခုံရလည်းမရှိဘူးဘာပါကဟိုအမြဲ focus အပြည့်100%အပြည့်ပေးထားပါတယ် ားတဲ့အချိန်တွေရတော့မှာငါးတွားတဲ့ပုံစံတွေအတူတယ်တူတူပဲရခွေးလိုကလည်းသူကအပြင်းအထန်ပဲဒါပေမဲ့ဟိုရဲခွေးပုံဖြစ်တဲ့အတွက်ကြောင့်မလို့ character အတိုင်းပေါ့နော် character အတိုင်းလေးပဲသူနေတယ်ဒါပေမဲ့ဘဘမှာသူ့ရဲ့ hand လေးတစ်ခုရှိအဲ့ hand ကတော့အမြဲတမ်းဘယ်တော့မှမဆိုသူငယ်ပါအဲ့ဒါသူ့ရဲ့ဘယ်လိုပြောရမလဲ unique ဖြစ်တဲ့အရာလေးတစ်ခုပေါ့နော်ဟုတ်ဘူး surprise လား အကန်ရိုင်းမဟုတ်ဘူးဘဘရဲ့ပုံစံပေါ့ဘဘအမြဲသူ့မှာလိုဟန်တစ်ခုမြဲရှိရယ်လေသူကဘယ်ကာရက်တာပဲမဆိုသူ့သူ့ရဲ့တဘာနဲ့သူရအောင်သူ့ရဲ့ဟန်လည်းသူရအောင်ထည့်တိုင်းတယ်သူအဲအဲ့ဒါတော့ pro အားကြရတဲ့အရာပေါ့ဟုတ်ပြောနေတာပါဟုတ်တယ်ဟုတ်တယ်ဟုတ်ဟုတ်တယ်ဘဘရဲ့ lifestyle တကယ်ပိုတက်ကြီးလို့ရှိရယ်တကယ်နေခြင်းနဲ့ lifestyle မှာပါတယ်ဘဘအပူပင်လည်းရမ်းရှိဘူး exercise လုပ်တယ်တရားထိုင်တယ်ဖျားရှုပ်ပိုတယ်သူကတနေ့တနေ့ကိုသူ့သူ့အတွက်အချိန်ကအများအပြည့်ပဲသူ့မှာပြင်းစရာချေလည်းမရှိဘူးအဓိက exercise လုပ်တာပေါ့နော် exercise လုပ် ခနာကိုတော့ကျမ်းမာအောင်နေတော့လူရောစိတ်ကောကနုပြို့ပြီးကျမ်းမာလို့မြင်ပါတော့ကြောက်ပါ तू ပြောနေအောင်ဆိုတော့အဓိက तू ပြောဖို့ရည်ကြီးပါတယ်ဟုတ်ဟုတ်ငငယ်လေးတည်းကသူ့အလိုဘသူ့မဆိုစတတ်တဲ့အကျင့်တော်ရှိအဲ့ဒါသူ့ရဲ့ဒါသူ့ရဲ့ပုံစံပေါ့နော်ဘယ်လိုမျိုးဆိုဘူးဘူးဝဲခေါ်တယ်ခါကျလည်းမမေ့ချင်မမမေ့ရဲဆိုတော့ तू तू စိတ်တိုင်းပဲ ်ဆိုရင်ဘာအစည်းဘောပေါ်နေတာပြောတာအဲ့လိုတော့မစီဘူး။ तू ကတော့မှသာ तू အဲ့လိုစပိန်စီးရယ် तू तू အချိန်လေးနဲ့ तू ပေါ့နော်ဟုတ်ပါဘဘဘဘာနေပြီးတော့ဘောနော် လူငယ်တွေကို respect ရှိရဲ့ဒါကခုခုကရိုက်ခွဲမှာမစုံဘူးတခါပါခုမှစုံဘူးလားအဲ့တော့ဒီမှာသိရတာကသူကလူငယ်တွေပေါ်မှာ respect ရှိရဲ့လူငယ်တွေကဘယ်လိုပြောမလဲအနာဂတ်မှာဒီလူငယ်တွေကအများကြီးလုံနိုင်မယ်ဆိုတော့သူအဲ့ဒါယုံကြည်မှုအပြည့်ပေးထားတယ်အဲ့အဲ့ဒါကခုတကယ်လေးစားရတဲ့အရာပေါ့နော် ဟိုဒါတော်တော်များများဆိုအဲ့လောက်ကြီးမရှိဘဘကတော့တကယ်ကိုအဲ့လိုလူငယ်ရဲ့ potential ကိုလည်းသူမြင်တယ်ဟိုစ조사권လည်းသူအများကြီးပေးတယ်ဟုတ်ဘဘကအဲ့လိုအရင်ကအဲ့လိုမျိုးပုံစံမျိုးမဟုတ်လို့ထင်တယ်ဘဘဘဘဘဘနဲ့သူ့ပုံစံအတိုင်းပဲသူကနေတတ်တယ်သူရှိရကိုအကြိုက်ဆုံးချက်စပါဖြစ်မှာခုနပြောလို့ပေါ့နော်သူ့ကိုတကယ်ဆိုက်ပြီးတော့ဟိုပေါ့ပါပါနေပြီးတော့သူ့ကိုတကယ်ဆိုက်တက်တက်ရတယ်